ဦးမကြီးကင်စာကိုဒီအစားစား9မျိုးနဲ့ဂျိုတင်ကာကွယ်လိုက်ပါအားလုံးပဲမင်္ဂလာပါ Dan Medical Mistake Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဦးမကြီးကင်စာကိုဂျိုတင်ကာကွယ်ဖို့စားပေးတဲ့အစားစားတွေနဲ့ကာကွယ်ရေးနီလန်းတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဦးမကြီးကင်စာကိုတဘာဝနီလန်းနဲ့တိုက်ထုတ်ဖို့ကြိုးစားနေတဲ့သူတွေအတွက်ဒီဗီဒီယိုကိုပြုလုပ်ပေးထားရခြင်းဖြစ်ပါတယ်ဦးမကြီးကင်စာဟာအမေရိကန်နိုင်ငံမှာကင်စာကြောင့်တည်ဆုံးရခြင်းရဲ့ ုတိယအဖြစ်အများဆုံးကင်ဆာတစ်မျိုးဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆိုရင်လဲဥမာကြီးကင်ဆာဖြစ်ပွားသူတွေခက်ဆက်ဆိတ်တွေ့လာရပါတယ်ဒါပေမဲ့တည်င်းခေါင်းကတော့ဒီကင်ဆာရောဂါဟာကာကွယ်လို့အရာဆုံးကင်ဆာတစ်မျိုးလဲဖြစ်ပါတယ်ဥမာကြီးကင်ဆာကိုကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ဥမာကြီးကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်အခြေအနေတွေကိုရှောင်ရှားဖို့ပါပဲအဲ့ဒီအန္တရာယ်ကတော့ဥမာကြီးရဲ့ရွှဲကြည့်တဲ့အမေးမှာမူမမှန်ဖြစ်ပေါ်တတ်တဲ့ ကိုလွန်ပေါ်လစ်လို့ခေါ်တဲ့အကျိတ်တွေဖြစ်ပါတယ်။အဲ့ဒီအကျိတ်တွေရှိမှရှိကိုကြိုတင်စစ်ဆေးခြင်းကလည်းတင်ကိုဦးမကြီးကင်စာအန်ရယ်ကနေကာကွယ်ပေးနိုင်ပါတယ်။တင်နဲ့အနီးဆက်ဆုံးမျိုးရိုးထဲမှာဦးမကြီးကင်စာဖြစ်ဖို့သူရှိရင်တင်မှလည်းဖြစ်နိုင်တဲ့အန်ရယ်ရှိတဲ့အတွက်ဒီလိုဖြစ်နိုင်ခြေကိုရှော့ရှာနိုင်မဲ့တဘာဝနီလန်း၅မျိုးကို ပြောပြပေးပါမယ်။နံပါတ်၁အစားအသောက်စင်ခြင်းမှာပထမဆုံးအချက်ကတော့အနီးရောင်အသားတွေနဲ့ပြုပြင်ချက်လုပ်ထားတဲ့ အစီတွေကိုလျှော်စားပေးဖို့လိုပါတယ်။တင်စားနေတဲ့အစာအသောက်တွေကတင်းရဲ့အစာအိမ်နဲ့ဦးလန်းချောင်းကိုဘလို့တွေတက်ရောက်မှုရှိလဲဆိုတဲ့တတိတာတာကတွေကလည်းအများကြီးရှိပါတယ်။အနည်းရောင်းအသာ ပြုပြင်ချက်လုပ်ထားတဲ့အစာအစာအစီတွေစားခြင်းကဥမာကြီး ကင်စာအစာရေမျိုးပြွန်ကင်စာနဲ့တခြားသော အစာအိမ်နဲ့ဦးလန်းချောင်းဆိုင်ရာယောဂတွေဖြစ်နိုင်ခြေကိုမြင့်တင်ပေးပါတယ်။ အနည်းရောင်းအသားတွေအဆိပ်များတဲ့အစားအသောက်တွေကရောင်ရမ်းမှုကိုဖြစ်စေတဲ့ inflammatory mediator တွေကိုထုတ်ပေးပါတယ်။ဒီအစားအသောက်တွေကိုလျှော့စားရင်ဒါမှမဟုတ်လုံးဝမစားတော့ရင်တော့ဥမာကြီးမှာအကျိတ်ဖြစ်ပေါ်တဲ့ပြဿနာတွေလျော့နေသွားမှာပါ။နံပါတ်1 antioxidant များများစားပေးပါ။ antioxidant ပါဝင်မှုများတဲ့အစားအသောက်တွေစားပေးဖို့ပါ။ antioxidant ဟာခန္ဓာကိုယ်အတွင်းမှာ free radical လိုမျိုးကျန်းမာရေးထိခိုက်စေတဲ့အရာတွေကို တိုက်ထုတ်ပစ်ဖို့အတွက်ကိုခံအားစနစ်ကိုအထောက်အကူပေးပါတယ် free radical တွေက ရေရှည်မှာတင်းရဲ့ DNA ကိုဖျက်ဆီးပစ်နိုင်ပြီးခန္ဓာကိုယ်အတွင်းပိုင်းကိုဒုက္ခပေးနိုင်ပါတယ်ဒီလိုဖြစ်တာအချိန်ကြာလာရင်တော့ဥမာကြီးကင်ဆာနဲ့တခြားရောဂါတွေဖြစ်နိုင်ခြေပိုများလာပါတော့တယ်သူဒေသနာပြုချက်တွေအရအန်တီအောက်ဆီဒန့်ကိုအစားအစာတွေကနေပါဝင်အောင်စားသုံးပေးတာအကောင်းဆုံးပါပဲဒါကတောက်ဆီးတွေထက် အများကြီးအကျိုးပိုရှိပါတယ် အန်တီအောက်ဆီဒန့်ကျွဲဝါတဲ့အစာအစာတွေကတော့ berry tea ကဲ့သို့အစာအစာတွေဖြစ်ပါတယ် berry tea လိုမျိုးအသီးတွေမှာအန်တီအောက်ဆီဒန့်အများကြီးပါပါတယ်ဒါကြောင့်သင်မှာမှတ်ဉဏ်ပြဿနာတွေရှိနေရင်တော့ berry tea ကအရန်အထောက်အကူပြုပေးပါတယ်အန်တီအောက်ဆီဒန့်များတဲ့တခြားအစာအစာတွေကတော့ဟင်းသီးဟင်းရက်တွေနဲ့ဂျုံချမ်းနဲ့လုပ်ထားတဲ့အစာအစာတွေပါပဲဒီလိုအန်တီအောက်ဆီဒန့်တိုးစေတဲ့အစာအစာတွေကိုစားပေးရင် ဥမာကြီးကင်ဆာဖြစ်နိုင်ခြေကိုရှင်းချနိုင်ပါတယ်။နံပါတ်၃ကယ်လ်ဆီယမ်နဲ့ဗီတာမင် D လေးလာသုံးသပ်ချက်တွေအရကယ်လ်ဆီယမ်နဲ့ဗီတာမင် D စားပေးတာကအရိုးအတွက်တင်မကပဲဥမာကြီးအတွက်လည်းကောင်းပါတယ်။ကယ်လ်ဆီယမ်များများရနိုင်တဲ့အစားအစာတွေကတော့နွားနို cheese ဒိန်ချင်းကိုင်လန်လိုမျိုးအရောင်ရင်းနဲ့အရွက်တို့ဖြစ်ပြီးဗီတာမင်ဒီများများရနိုင်တာကတော့ဆယ်မွန်ကစာဒင်းကကြက်ဥအကာ ကြက်ဥအနှစ်တို့ဖြစ်ပြီး နေရောင်ခြေခံပြီးရင်လည်းဗီတာမင် D ရနိုင်ပါတယ်။တနေ့ကိုမိနစ်20လောက်နေရောင်ထဲမှာနေပြီးရင်အရိုးကျန်းမာရေးအတွက်ရောဥမာကြီးကင်ဆာကိုကာကွယ်နိုင်ဖို့အတွက်ရောလုံလောက်တဲ့ဗီတာမင် D ပမာဏကိုရနိုင်မှာဖြစ်ပါတယ်။နေလောင်ကခရင်လိမ့်ဖို့ကိုတော့မမေ့ပါနဲ့ဗျာ။နံပါတ်၄အမြင်ထက်များများစားပေးပါ။ဥမာကြီးကင်ဆာကိုကာကွယ်ဖို့အတွက်မမေ့သင့်တဲ့နောက်တစ်ခုကတော့ဥမာကြီးကျန်းမာရေးအတွက်အရေးကြီးဆုံးဖြစ်တဲ့အမြင်ထက်ပါ။ အမြင်တက်ပေါ်များတဲ့အစားအစာတွေကတော့ဂျုံချမ်းနဲ့လှုပ်ထားတဲ့အစားအစာတွေပေါင်မုံတွေဇီးသီးကြောင်ဘယ်ရီသီးများလက်ဆက်တော်သီးသီးများဟင်းသီးဟင်းရွက်များစံလုံးညို့တို့ပဲဖြစ်ပါတယ်အမြင်တက်ရနိုင်တဲ့တခြားအစားအစာတွေကတော့အမြင်တက်ပေးနိုင်တဲ့နေရာမှာထိတ်တန့်အစားအစာလို့ခေါ်လို့ရတဲ့ပဲမျိုးစုံပါပဲအမြင်တက်ရဖို့နဲ့ဥမာကြီးကင်းစားကိုတိုက်ထုတ်နိုင်ဖို့အတွက် အထူးကောင်းမွန်တာကတော့ပဲစစ်အမဲ black beans တွေပါပဲဒီပဲစစ်မဲတွေဟာဥမာကြီးကင်ဆာကိုတိုက်ထုတ်နိုင်မဲ့ဖတ်တီးအက်ဆစ်တမျိုးကိုတိုးပွားစေပါတဲ့ဒါကြောင့်ဥမာကြီးကင်ဆာကာကွယ်ဖို့အမြင့်တက်များများစားပေးပါခင်ဗျာနံပါတ်5ကော်ဖီတောက်ပါကော်ဖီဟာနှလုံးအသည်းနဲ့ဥမာကြီးတို့အတွက်အရန်ကောင်းပါတဲ့ကော်ဖီဆိုလို့တကြားတွေခရင်တွေနဲ့ဖြော်ထားတဲ့ကော်ဖီမျိုးကိုပြောတာတော့မဟုတ်ပါဘူးကော်ဖီမုန့်ချမ်းနဲ့ဖြော်ထားတဲ့ကော်ဖီကားကို တနေ့နှစ်ခွကနေလေးခွအထိတောက်ပေးရင်တင်းရဲ့အသည်နှလုံးနဲ့ဥမာကြီးတို့ကို အထောက်အကူဖြစ်စေတဲ့အပြင်ဝမ်းသွားရတာလည်းလွယ်စေပါတယ်နှလုံးရောဂါအခန့်ရှိသူတွေကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်သင့်ပါတယ်ဒီအစားအသောက်တွေအပြင်ဥမာကြီးကင်ဆာကိုကြိုတင်တိုက်ထုတ်နိုင်ဖို့အတွက်အရေးကြီးဆုံးအချက်ကတော့စစ်ဆေးမှုဗဒီကဲချက်ကပ်ပုံမှန်ပြုလုပ်ပေးဖို့ပါပဲတင်ဟာ အသက်45နှစ်နဲ့အထက်ဆိုရင်တော့တင်ဥမာကြီးဟာ ကျမ်းမာမှုရှိနေတယ်ဆိုတာသေချာသိရအောင်လို့အစာအိမ်နဲ့ဦးလန်းချောင်းအထူးကုနဲ့ပြသပြီးလိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပေးသင့်ပါတယ်။တင်းရဲ့ဦးမကြီးကိုစောစည်းစွာစစ်ဆေးမှုတွေပြုလုပ်ထားမယ်ဆိုရင်တော့ဦးမကြီးကင်ဆာကိုအကျိုးတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ကင်ဆာအဆင့်မရောက်သေးတဲ့အချိန်ကိုတွေးတယ်ဆိုရင်တော့စောစောစည်းစည်းခွဲထုတ်လိုက်ရင်ဦးမကြီးကင်ဆာအထိဖြစ်မသွားအောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒါကတင်းအသက်ကိုကယ်နိုင်မယ့်အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့ဥမာကြီးကင်စာကိုကြိုတင်ကာကွယ်ဖို့စားပေးသင့်တဲ့အစားအစာ၅မျိုးအကြောင်းနဲ့ကာကွယ်ရေးညီလန်းတွေကိုကျမ်းမာရေးဘုသူတအနေနဲ့သိရှိသွားမယ်လို့ယူဆပါတယ်။နဝပတ်တွေမှာလည်းလူချင်းမင်းတို့ရဲ့ကျမ်းမာရေးဆိုင်ရာဘုသူတရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ Dan Medical Mistake Channel ကိုဆက်လက်စောင့်ကြည့်ပေးပါအောင်ခင်ဗျ။ကျွန်တော်တို့ရဲ့ Dan Medical Mistake Channel မှာတင်ဆက်ပေးနေသော ကျမရေးဆိုင်ရာအကြောင်းအရာများသည့်ဆရာဝန်တွေကိုတိုင်တီးဖြတ်ထားတဲ့တီးကြမှန်ကန်းတဲ့သတင်းအချက်အလက် တွေသာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ယုံကြည်စိတ်ချစွာလေလာမှတ်သားနိုင်ပါတဲ့ Dan Medical Mystic YouTube Channel ကို Subscribe လုပ်ထားပြီး Dan Medical Mystic Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ